အားလုံးပဲမင်္ဂလာပါကျောင်းဒီနေ့ပြန်မှာဆိုရင်တော့အခုတလောမှာ Facebook Monetization Tool တွေတော့တွေပွင့်သွားတာဟာဝင်ငွေရှာလို့ရပြီလားဆိုတော့ကျောင်းဒီဗီဒီယိုလေးမှာပြပြပြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျောင်းနဲ့တူချက်လောက်ကြည့်ကြမယ်လွန်ခဲ့တဲ့3လရက်က Facebook Monetization Tool တွေတော့တွေပွင့်သွားတာကိုကျောင်းတို့တွေ့ရတယ်ဒါဟာဝင်ငွေရှာလို့ရပြီလားဆိုပြီးတော့ကျောင်းတော်တော်များများလက်မင်းနေကြတာလေးရှိတယ်အရင်တော့ကဆိုရင်တော့ကျွန်တော်အခုပေါ်နေမှာပြထားတဲ့အတိုင်း Facebook monetization tool တွေက monetization မအောင်သေးဘူးဆိုရင်တော့ကျွန်တော်တို့တော့တွေခတ်ထားတာကိုတွေ့နေရတယ်။ကျွန်တော်တို့ reborn and insulin area စတဲ့ tool တွေကတခုခုကကျွန်တော်တို့ monitor ရပြီဆိုရင်တော့ဘေးမှာ set up ဆိုပြီးတော့ပေါ်ပြီးတယ်။ကျွန်တော်အဲ့ set up ကိုနှိပ်ပြီးတော့ရှင်းလိုက်မယ်ဆိုရင်တော့ monetization အောင်သွားပြီဆိုရင်ကျွန်တော်တို့ UR tool တွေကိုရောက်သွားတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ကဝင်ငွေစပြီးတော့ရှားလို့ရပြီ။လုံခဲ့တဲ့3လရက်က Facebook monetization tool တွေကအကုန်လုံးတော့ပြင်သွားတယ် ဒါပေမဲ့ UR2 တွေကိုရောက်သွားတာမျိုးလည်းမဟုတ်ဘူး set up ဆိုပြီးတော့ကျွန်တော်ပေါ်ပြီးတာမျိုးလည်းမဟုတ်ဘူးတော့တွေပြုတ်သွားပြီမဲ့ not yet available လို့ပြောလာတာဖြစ်တဲ့အတွက်ကျွန်တော်ဝင်ကတော့ရှာလို့မရသေးဘူးဒါဆိုဘာကြောင့်တော့တွေပြုတ်သွားရတာလဲပေါ့တော့တွေပြုတ်သွားရတဲ့အကြောင်းရင်းကတော့ Facebook modernization update လုပ်ရတာဖြစ်တဲ့အကြောင်းကျွန်တော်ဒီတော့တွေပြုတ်သွားခြင်းဖြစ်တယ်ကျွန်တော်ဝင်ငွေရှာလို့ရတာပြုတော့မဟုတ်သေးဘူး ဲ့တော့ဒါပေတိုင်းပြုတ်သွားတာလားဆိုတော့ဘလူပေတွေကပြုတ်တယ်ဆိုရင်တော့ကျတို့ပေတိုင်းပြုတ်သွားတာမျိုးလည်းမဟုတ်ဘူးเนาะပေတိုင်းတော့တွေပွင့်သွားတာမျိုးတော့မဟုတ်ဘူးကျတို့ modernization tool တွေကစတာတို့မဟုတ် secretion ပဒနာရှိစတဲ့ tool တွေကျတို့လျှောက်ထားမှသာလေရင်အဲတော့တွေပြုတ်သွားတာကိုကျတို့တွေ့နေရတယ်ပေါ့เนาะနောက်ပိုင်းမှာကြာရင်တော့အာပေတိုင်းအားလုံးကျတို့တော့တွေပွင့်သွားမလားဆိုတာကိုတော့ကျတို့စောင့်ကြည့်ရမယ်ပေါ့အဲ့တော့ကျတို့တော့ခတ်ထားတာ ਨੇ တော့ပြုတ်သွားတာနဲ့ကျွန်တော်တို့ဝင်ဝီရှာလို့ရတာနဲ့မတက်ဆိုင်ဘူးလို့ပဲကျွန်တော်တို့ကအမှတ်ထားလို့ရတယ်ပေါ့နော်အဲတော့တွေပြုတ်သွားပြီမြဲ no ရဲ့အဘေးအဘေးလို့ပြောလာတာဖြစ်တဲ့အတွက်အဲကျွန်တော်တို့ဝင်ဝီကတော့ရှာလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ2025မှာ reborn နဲ့ insulin area စတဲ့ဒူတွေကကျွန်တော်တို့ဝင်ဝီရှာလို့ရတော့မှာမဟုတ်ဘူးကျွန်တော်တို့ဆက်အပ်လည်းရမှာမဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်2024ဆယ်လပိုင်းလောက်တည်းက Facebook ကအပီးပိတ်လိုက်ပြီးတော့မှကျွန်တော်တို့ CM လို့ခေါ်တဲ့ Content Modernization Program ကိုအစားထိုးခဲ့တာဖြစ်တယ်။အဲ့တော့ကျွန်တော်2025မှာ CM လို့ခေါ်တဲ့ Content Modernization Program ကို set up invite ရမှာတာလင်အကျွန်တော်ကရှောက်တဲ့အခါမှာ you are due တဲ့ကိုရောက်သွားပြီးတော့ကျွန်တော်ဝင်ငွေရှာလို့ရမှာပေါ့နော်။အဲ့တော့ဒီ Content Modernization Program ကို set up invite ရမှုဆိုလို့ရှိရင်တော့ကျွန်တော်ဘာတွေလုပ်ရမလဲဆိုရင်တော့ကျွန်တော် video တွေများများတင်ရမယ်နော်။ ျွန်တော်တက်ပုံနေစာတင်ပေးရမယ်ကိုယ့်ရဲ့ page ကဒီ Facebook ရဲ့ policy တဲ့ကျွန်တော်ကန့်ညီအောင်ကျွန်တော်ထားရမယ်ပေါ့နော်အဲ့တော့ Facebook ကချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုကျွန်တော်မချိုးဖောက်ဖို့လိုတယ်ဗီဒီယိုတွေများများတင်ဆိုတဲ့နေရာမှာလည်းသူများရဲ့ဗီဒီယိုတွေကျွန်တော်ယူတင်တာမျိုးမဟုတ်ပဲねကိုယ်ပိုင် own creation လုပ်ရတဲ့เนาะ own content တွေကိုကျွန်တော်တင်ပေးဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော် Facebook ရဲ့ policy ကိုလည်းလိုက်နာမယ်အာကိုယ်ပိုင် content လည်းဖန်တီးနိုင်တယ်ဆိုရင်တော့ ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့က quantum modernization program ကိုဆက် invite ရမှုဆိုတော့ကျွန်တော်တို့မခက်ခဲဘူးပေါ့နော်အဲ့တော့ဒီ quantum modernization program ဆက် invite မရသေးတဲ့ပိတ်တွေကလည်းကျွန်တော်တို့ဒီ February policy နဲ့ညီမညီဆိုတာကိုကျွန်တော်တို့စစ်ဆေးဖို့လိုအပ်တယ်လို့ coding နဲ့ quantum တွေကလည်းအာကိုပိုင် quantum ဟုတ်တယ်မဟုတ်ဘူးဆိုတာကိုကျွန်တော်တို့စစ်ဆေးပြီးတော့သူများရဲ့ quantum တွေကိုယူတင်နေတဲ့ copy quantum တွေဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့အခုချိန်မှာ DB ကိုကြည့်ပြီးသွားရင်တော့ ဒါကိုပိုင် content တွေဖန်တီးဖို့ကျွန်တော်တို့လိုအပ်တယ်ပေါ့နော်ဒါမှကျွန်တော်တို့ကဒီ2025မှာ content monetization program ကိုကျွန်တော်ဆက် invite ရပြီးတော့ကျွန်တော်တို့ဝင်ငွေရှာလို့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်